မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ကံဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွှတ်ပေးဖို့ဥရောပပါလီမန်တောင်းဆိုတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဥရောပပါလီမန်ကမြန်မာစစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုပြည့်ပြတ်သားသားပယ်ချလိုက်ပါတယ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းပြုလုပ်မယ်မြန်မာစစ်ကောမရှိရဲ့တရားမဝင်ရွေးကောက်ပွဲကိုပယ်ချကြောင်း ဥရောပပါလီမန်ကနိုဝင်ဘာ28ရက်မှာထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါရယ်အာရမတတစုဆောင်မှုနှိမ့်ဆက်မှုတရားလက်လွတ်တပ်ဖြတ်မှုအကြောင်းမဲ့ဖန်စီမှုလေအခြေခံအကြမ်းဖက်မှုနှင့်စနစ်တကျပြစ်ဒဏ်မှတညာခွင့်ရနိုင်မှုအပါအဝင်မြန်မာစစ်ကော်မရှင်ရဲ့ဖိနှိပ်မှုနှီးလန်းတွေကိုဥရောပပါလီမန်ကသတိပေးလိုက်ပါတယ်မြန်မာပြည်သူတွေအတွက်တရှိခံသောငြိမ်းချမ်းရေးရရှိရေးချက်ချင်းအပြည့်ခတ်ရည်စဲဖို့နှင့်အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ထုတ်ပြန်ချက်ကတောင်းဆိုပါတယ် မြန်မာမှာအကြမ်းဖက်မှုတွေရှိနေပြီးလက်ရှိအခြေအနေမှာပွင့်လင်းမြင့်တာမှုနဲ့အားလုံးပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဟာနိုင်ငံတကာစံနှုန်းအားလုံးချိုးဖောက်ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ယူဆလို့မရဘူးလို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။နိုင်ငံရေးပုံမှန်တွေနဲ့ထိမ့်သိမ်းကအကျဉ်းချခံထားရတဲ့သမရဥဝေးမြင့်နဲ့နိုင်ငံတော်အတိုင်းပေကံပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိချက်ချင်းလွတ်ပြီးဖို့ထုတ်ပြန်ချက်ကတောင်းဆိုပါတယ်။မြန်မာစစ်ကော်မရှင်ကိုနိုင်ငံရေးစီးပွားရေးနဲ့စစ်ရေးအရကြောထောက်နောက်ခံပြုနေတဲ့ ရုရှားနှင့်တရုတ်အပါအဝင်ကမ္ဘာနိုင်ငံအချို့ကိုထုတ်ပြန်ချက်ကရှုံချပါရယ်နိုင်ငံတကာရဲ့တရားဝင်မှုရရှိဖို့မြန်မာစစ်ကော်မရှင်ရဲ့ကြိုးပမ်းမှုကိုကိုစားပြုတဲ့တရားမဝင်ရွေးကောက်ပွဲရလဒ်ကိုထုတ်ပြန်ချက်ကရှုံချပါရယ်လွတ်လပ်မှုဂုဏ်သိက္ခာနဲ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေတရားဝင်ဒီမိုကရေစီကိုယ်စားလှယ်တွေ NUG တိုင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အရပ်ပတ်အဖွဲ့အစည်းတွေနဲ့မစုံမနစ်အတူယက်တီချောင်းထုတ်ပြန်ချက်ကဆိုပါရယ်ဆလဘီစေအုပ်စု၏ဥပဒေစိုးမိုးရေးပြပွဲကြီး စီအိုစီစိုက်ဘာငွေလင်ကိုင်းများကိုနှိမ်နင်းနေပါသည်ဆိုကလူသိထင်ရှားဖြစ်လာအောင်အလွန်အကျွံပြုလုပ်လာခြင်းသည်တရားဥပဒေစိုးမိုးရေးထက်တရုတ်ကိုချော့ဖို့နှင့်၎င်းတို့ရွေးကောက်ပွဲအားယုံကြည်မှုရှိလာအောင်တွက်ချက်ဆင်တင်လာသည့်ပွဲတစ်ပွဲသာဖြစ်သည်ဟုသူတေတီများအလုံးကမှတ်ချက်ချခဲ့ကြသည်ဟုဟောင်ကောင်ထုံး South China Morning Post သတင်းစာတွင်ယခုလိုရေးသားလာခဲ့ပါသည် ။ဆေအိုစုသည်အခြေအနေကို၎င်းတို့ထိန်းချုပ်ထားနိုင်စေဆိုသည့်ကိုပုံဖော်နိုင်ရန်ဂျိုးပန်းလာခဲ့ပါရယ်။အထူးသဖြင့်တရုတ်၏အပြင်းအထန်ဖိအားပေးမှုနှင့်ရင်ဆိုင်လာရခြင်းကလည်းတကြောင်အပါဝင်ဖြစ်ပါရယ်။အလိန်ခရရသူများနှင့်သွားရောက်လုပ်ကိုင်နေကြသူအများစုသည်တရုတ်နိုင်ငံသားများဖြစ်နေပါရယ်။ စီအိုစုကတနင်္ဂနွေနေ့သတင်းထုတ်ပြန်ရာတွင်၎င်းတို့၏ရွှေကုတ်ကိုတွင်ပြုလုပ်ခဲ့သည့်9ရက်ကြာစစ်စင်ရေးအတွင်းနိုင်ငံခြားသား1590ကိုဖမ်းဆီးရမိခဲ့သည်ဟုဆိုပါတယ်။ကွန်ပျူတာ1863လုံး၊မိုဘိုင်းဖုန်း2850လုံး၊ Starlink လောင်းတရတခု၊ Internet Router 21လုံးနဲ့တခြားအသုံးပြုသည့်စက်ပစ္စည်းကရိယာအမြောက်များသိမ်းဆီးရမိခဲ့သည်ဟုလည်းပါရှိပါတယ်။စနေတရက်ထဲမှာပင်ရွှေကုတ်ကိုတွင်တရုတ်နိုင်ငံသားအယောက်တရာအပါအဝင်နိုင်ငံခြားသား223ဦးဖမ်းမိခဲ့သည်ဟုဆိုပါတယ်။ ထိုလုပ်ငန်းများသည်မကြမီနှစ်များအတွင်းကအရှိန်အဟုန်နှင့်လဲပတ်နေခြင်းဖြစ်တော်လဲစစ်အုပ်စုကမျက်နှာလွှဲနေလာခဲ့ပါတယ်။တရုံမှဖိအားများပေးလာ၍မဖြစ်မနေလုပ်ရခြင်းလည်းဖြစ်ပါတယ်။နိုင်ငံတကာအယုံအကြည်ကင်းမဲ့နေသော၎င်းတို့၏ရွေးကောက်ပွဲလှုပ်ဖို့ကလည်းရည်တရပတ်အနေငယ်သာလိုတော့ခြင်းလည်းဖြစ်ပါတယ်။ထို့အတွက်လည်းနေသားဒေသများတွင်တရားဥပဒေစိုးမိုးအောင်လုပ်နိုင်စေဖို့ကြားသာခွင့်လည်းရရှိသွားခဲ့ပါတယ်။စစ်အုပ်စုသည်နိုင်ငံတကာပြည်သက်များအထက် ရင်ကွင်းများအထင်ရှားမြင်လာစေရန်ဖြည့်ဆည်းပစ်ထားသောအဆောက်အအုံများရိုက်ချိုးထားသောကွန်ပျူတာမော်နီတာများနှင့်ကယ်ဆယ်ထားသူများဟုခေါ်သောလောက်ကိုင်းနေသူများ၏လူဒန်းရှိကြီးများဖြင့်ပုံရိပ်ဖော်ဆောင်ခြင်းကိုလှုပ်ဆောင်လာပါသည်ထို့သောလှုပ်ဆောင်နေသည့်ကိုတွေ့လာပါကဒေတာရင်းနိုင်ငံများက၎င်းတို့နှင့်ထိတွေ့ဆက်ဆံလာကြလိမ့်မည်ဟုယူဆကြပါသည်အထူးသဖြင့်တရုတ်၏ယုံကြည်မှုခံရဖို့အရေးကြီးနေပါသည်တရုတ်သည်စင်ကာပူပြီးလျင် မြန်မာတွင်ဒုတိယအများဆုံးယင်းနှီးမြှုပ်နှံနှစ်ပြီးပြီးခဲ့တဲ့ဩဂုတ်လစာရင်းစရာများအရဒေါ်လာ22ဘီလီယံအထိရှိလာနေပါတယ်။ဒေါ်လာရဲ့အဖွဲ့များနဲ့အမျိုးသားညီညွတ်ရေးအစိုးရသည်စေအုပ်စုလက်အောက်တွင်အစိုးရရာဇဝတ်ခိုင်းများ၎င်းတို့၏အကာအကွယ်ဖြင့်ဤသို့ကြီးထွားရှင်သန်လာသည်။ကြားပွဲစာများနှင့်ဒေတာရင်းတက်မှုများအားလည်းအပြစ်ပေးခြင်းတစုံတရာမရှိခဲ့မှုများနှင့်ပတ်သက်သောအထောက်အထားများကိုအသေးစိတ်မှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်။ရှေးတို့တွင် စီအိုစုရွေးကောက်ပွဲနှင့်ယခုလိုနှိမ်နင်းလာမှုများသည်အကြံဖတ်မှုများနှင့်လူသားချင်းစာနာထောက်ထားစရာဖြစ်လာနေသည့်အကြက်တဲများကညီသည်နီးနှင်းများအဆုံးသက်သွားဖို့မရှိပေ။စီအိုစုမှာယခုလိုအနေထားမျိုးနှင့်အုပ်ချုပ်သွားခြင်းကိုပုံမှန်အဖြစ်လက်ခံလာကြမည်အန္တရာယ်သာရှိနေသည်။ရှေးဆောင်ထိုးထိုးသောနှိမ်နှင်းမှုများသည်လည်း၎င်းတို့ထိန်ချုပ်နေပါသည်ဆိုသောပြက်ကွက်မျိုးသာဖြစ်လာပေလိမ့်မည်။ စေယုစုထိန်ချုပ်နေပြီများတော်လန်ရေးထိန်ချုပ်နေပြီများဟု၍ဆက်၍ကွဲပြားနေပြီအုံမီအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်ဖိလစ်ပိုင်မြန်မာအရေးအာဆီယံ၏အထူးတန်တမန်ဖြစ်သူနိုင်ငံသားရေးဝန်ကြီးမာရီယာထရီဆာလာဇာရိုကဖိလစ်ပိုင်အနေဖြင့်အစ်စ်ကပြန်မစားပဲမလေးရှားလောက်ခဲ့သည့်အတိုင်းဆက်၍လုံသွားမည်ဟုပြောလာခဲ့သည်ဟုသတင်းစာတွင်ရေးသားထားပါသည်အာဆီယံသည်ရွေးကောက်ပွဲပြီးလျေတခုခုထူးခြားလာလိမ့်မလားဟုမျှော်လင့်နေခြင်းသာဖြစ်ပါသည်။ထိုင်းနိုင်ငံသားရေးဝန်ကြီးအပြောကိုသုံးသပ်ရမည်ဆိုလျေထိုအတိုင်းပင်တွေ့လာရပါသည်။ ၎င်းကရွေးကောက်ပွဲတည်တရားမျှတပြီးလွတ်လပ်မှုရှိမည်မဟုတ်ဆိုသည့်ကိုလည်းအားလုံးသိနေကြောင်းသို့သောတိန့်စိန်သည်လည်းထိုကဲ့သို့ရွေးကောက်ပွဲမျိုးဖြင့်သမရဖြစ်လာပြီးဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးတာမျိုးတွေဖြစ်လာ၍ယခုလည်းနိုင်ငံသည်တည်ငြိမ်မှုနှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်နိုင်သည့်အခွင့်အလမ်းရှိလာနိုင်ကြောင်းပြောခဲ့ပါသည်အာဆီယံအနေထားသည့်ရွေးကောက်ပွဲပြီး၎င်းတို့မျှော်လင့်သလိုဖြစ်မလာပါကစေအုပ်စုနှင့်ပြန်ပြီးဆက်ဆံစရာအကြောင်းမရှိဆိုကအရင်အတိုင်းဆက်ပြီးလက်ပိုက်ကြည့်နေမိတာဖြစ်ပါသည် မြန်မာပြည်သူများကတော့၎င်းတို့ရွေးကောက်ပွဲဆိုသည်ကမဆာလာ၏ပြည်သူ့လွှတ်တော်ရွေးချယ်တင်မြောက်ပွဲကဲ့သို့ပင်ပြည်ရင်ညီငွေ့စရာအဖြစ်သဘောထားနေကြပါတယ်။အိန္ဒိယနိုင်ငံများအားလုံးသည်၎င်းတို့အရေးကို၎င်းတို့ဖာသာစီမံအုပ်ချုပ်ခွင့်ရနိုင်ပါလျက်နေမိမိတို့မြန်မာတိုင်းရင်းသားများအားထိုအခွင့်အရေးမျိုးပေးရန်အဘဲကြောင့်တသက်လုံးညှင်းဆုံနေကြရပေတည်းအဘဲကြောင့်စစ်တပ်အုပ်ချုပ်မှဖြစ်မိဟုပြောဆိုခံရသည်တည်းမိမိတို့လူမျိုးသည်တခြားနိုင်ငံသားများလောက်အသိပညာဉာဏ်ပညာမပြည့်စုံ မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းကင်းမဲ့နေ၍လော့ဟုပြီးလာကြမိတာဖြစ်သည်ထရန်ဒီလည်းလှုပ်ချင်ရလုံးအခုတမျိုးတော်ကြတမျိုးပြောနေခိုကုံတိတ်ခါကိုပင်စောင့်ထင်းရကောင်းမှမသိသူကအပေတို့များအမေရိကန်နိုင်ငံကြီးဤခုံတိတ်ခါကိုစောင့်ထင်းပေမိနီယခုလည်းမြန်မာစစ်အုပ်စုကိုအတိမတ်ပြုဖို့နေနေတာသာရှီမန်းပင်တိကျမှတည်ပေလိမ့်မည်၎င်းဖို့ကသူ့နိုင်ငံနဲ့ဂျမ်းမာရီကအစဆောင်းလျှောက်ပြီးတင်ကျွေးထားရသူများကိုပြန်လွတ်ချင်နေသည်ထို့အတွက်အောက်ကလူများကလည်းငရေပြည်ကိုလွတ်ပြည်ဟုပြောဆိုလာခြင်းမျိုးသာဖြစ်သည် ဆေယုစုအဖို့ကထရန့်လေးလေးလျက်ပေအနက်ရကပျော်နေကြသည့်လူစားများသာဖြစ်သည်ဆလပီမဲဆရင်လာကြည့်သူမရှိသဖြင့်အုတ်ချွေးမှုများကအိမ်လိုက်ပြီးမဲဆရင်စစ်ပေးတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကော်မရှင်ကျင်းပါမယ်ရွေးကောက်ပွဲအတွက်ဒုတိယအကြိမ်မဲဆရင်ထုတ်ပြန်ထားတော်လေမဲဆရင်ကြီးစုစစ်ဆေးသူမရှိ၍ရန်ကုန်မြို့တွင်ရက်ွက်အုတ်ချွေးမှုများကမဲဆရင်စာရွက်ကင်ကတအိမ်တက်တအိမ်ဆဲမဲဆရင်စစ်ဆေးနေကြောင်းရန်ကုန်မြို့ကများထပ်မသိရပါဗျာ အတူရောင်ရွေးကောက်ပွဲအတွက်ဒုတိယအကြိမ်မဲစည်းရင်ကိုနိုဝင်ဘာ28ရက်မှဒီဇင်ဘာ4ရက်နေ့အထိရက်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်ကတ်ထားမည်ဟုကြေညာထားပါတယ်။မဲစည်းရင်တွေကြီးဖို့ခေါ်တာလာမကြည့်ကြလို့ဆဲအိမ်မှုတွေရအိမ်မှုတွေကတအိမ်တက်တအိမ်ဆင်ပြီး၎င်းစည်းရင်တောင်းနေမဲစည်းရင်နဲ့တိုက်စစ်တဲ့သူတို့ဘာသာစစ်စစ်ပြီးမပါတဲ့သူတွေပြန်ထည့်နေတယ်ဟုရန်ကုန်မြို့တာကေတာမြို့နယ်နေထိုင်သူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ရှင်းပြမဲစည်းရင်တွေအမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်းပုံစံသုံး မပါဝင်တင့်သူများပါဝင်လျင်ကန့်ကွက်ခြင်းပုံစံလေးမဲစရင်ပါအချက်လက်များမှားယွင်းခြင်းပုံစံလေးကားငယ်ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကိုရွေးကောက်ပွဲကော်မရှင်၏ရက်ခွက်အုပ်ချုပ်ရေးမှူးများကကိုယ်တိုင်ထည့်သွင်းသွားကြောင်းရန်ကုန်မြို့ကတအုပ်ကဆိုပါတယ်။ထို့ပြင်မန္တလေးတိုင်းရှိပြည်ကြီးတကုံမြို့နယ်တွင်လည်းရေပြင်ကွင်းစင်တိုက်ဆိုင်စစ်ဆေးခြင်းဟုဆိုကတအိမ်တက်တအိမ်စင်ဖြင့်မဲစရင်စစ်ဆေးနေကြောင်းစစ်ကော်မရှင်များထံမှသိရပါတယ်။ အဆိုပါမဲစီရင်စစ်ဆေးရတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲတပ်ဖွဲ့မိသက်တပ်ဖွဲ့ကော်မရှင်ခွဲနှင့်ရက်ွက်အုပ်ချုပ်ရေးမှုများပါဝင်ကြောင်းလည်းသိရပါသည်။ရန်ကုန်မြို့အတွင်းရှိဆိုင်ကယ်ကယ်ရီရင်းမောင်းများကိုမဲယုံစောင့်ကြည့်ရေးမဲစီရင်ကြည့်ရှုရန်ပြည်သူများကိုစီယုံခိုင်းခြင်းနှင့်ပါတီဆိုင်ပုတ်များကိုစောင့်ကြည့်ခိုင်းမှုများရှိကြောင်းဆိုင်ကယ်ကယ်ရီမောင်းသူများထံမှသိရပါသည်။ရွှေကောက်ပွဲအတွင်းမခိုင်းခင်ဆိုင်ကယ်ကယ်ရီတွေကိုအရင်ဖမ်းလိုက်တဲ့ဖမ်းပြီးတော့ဒဏ်ကျေး9000နဲ့ အမခန်နဲ့ပြန်ရွေးရတယ်။အမခန်ကို1000ပေးရတယ်။အဲ့ဒီလို6000ကုန်ပြီးပြန်ရွေးရတယ်။ပြီးတော့ smack ကလုံးမယ်ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေလုပ်ပေးရမယ်ဆိုပြီးအကြက်ကိုင်းနေ။ဆိုင်ကယ်ကယ်ရီမောင်းသူကပြောပါတယ်။အာနာသိန်းစစ်တပ်အနေဖြင့်ရွေးကောက်ပွဲကိုအပိုင်း3ပိုင်းခွဲကကျင်းပမည်ဟုကြေညာထားပြီးလာမယ့်ဒီဇင်ဘာ28တွင်အပိုင်း1ကိုပြုလုပ်မည်ဖြစ်ပါတယ်။